အလားဆိုတာဘသူပါလဲအလားဆိုတာဧကံဆက်ဆက်မုတ်ချက်တကိုးွယ်ခြင်းကိုခံထိုက်တော်မူသောဧကေဝသစူရီသောအစဒါရဏောဆက်ဆံသူကင်းသောနေမာတာအရာခတ်သိမ်းကိုဖန်ဆင်းတော်မူသောအနာတိကောအစမရှိသောအနန္တိကောအဆုံးမရှိသောအဒုတိယပေါင်းဖို့ပေါင်းဖက်ကင်းသောအတမောအတုမရှိသောအပ္ပိပုဂ္ဂလော ပြိုင်ဘက်မရှိသောအပမေယောမနိုင်ရှင်အသောအတုလောတူတူမရှိသောအစိန်နေယောမကြံစီကောင်းသောသဗ္ဗညုသဗ္ဗဝိဒုဒါကဆိုဘောရမသာရဲ့ပါဠိစာပေနော်အနုဘောဖြင့်လူလျောက်သိတော်မူတာကိုအိုနာတည်ခြင်းကင်းသည့်ပရမတ်တက်ဂုံတော်နှင့်ပြည့်စုံတဲ့နေသထာဝရမြဲတည်ရရှိသော ကိုးကွယ်ရအရှင်တွေဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေအတွက်အလာကလွယ်သည်မှန်တကယ်မှာခြားခတ်ကိုကိုးကွယ်ခြင်းခံထိုက်စေလုံးဝလုံးဝမရှိပါအဲ့ဒီအလာကပဲအာဒံကကုတံငြင်းချက်မှုပေါင်းခါညောင်းပါသေးကစလို့ကောနာကုကတ္တပဂေါရမမြတ်စွာအီဗရာဟင်မိုးဇက်မူဆာဂျီဒက်အီဆာခရစ်တော်မုဟမ္မဒ်အဝိမတ်ရာမြတ်စွာကိုတော်တို့အားလုံးကိုလည်း ဖန်ဆင်းခဲ့တာအလာကပဲဖန်ဆင်းခဲ့တာဖြစ်ပါတယ်အလာကပဲတော့များသွားပြီเนาะဒီလုံးလေးခဲ့ပြီးတော့လူသားမျိုးငယ်တွေအတွက်သူတတ်ဆိုင်ရတတ်ဆိုင်ရတမန်တော်တွေကိုစေလွတ်ခဲ့ပြီးနောက်ဆုံးယနေ့ကျွန်တော်တို့ခဲ့အတွက်ကဘာပြတ်မဲ့နေ့တိုင်းအောင်ကျွန်တော်တို့အတွက်ကတော့နောက်ဆုံးတမန်တော်မုဟမ္မဒ်ရီမတ်ရာမြတ်စွာဘုရားပြန်ပေါ်ခဲ့ပြီးကျွန်တော်တို့ထံကိုဒီကုရ်အန်ကို ဆောင်ယူလာခဲ့တာပဲဖြစ်ပါတယ်ဒီဒီဗီဒီယိုဖိုင်ကဥစီတို့ရဲ့ဗုဒ္ဓဘာသာသာသနာတစ်ခုလုံးနဲ့ပွေတော်မူခဲ့သောဖယားအစုစုကိုပါပြမစောကပုတ်ခတ်ထားတာပေါ်နေတာ ဒီလိုသူတို့အလာဆိုတဲ့မွ슬င်ဘာသာမှာဒီလိုပါဠိဘာသာတွေရှိလားဆိုတာကမွ슬င်တိုင်းလည်းသိဖို့လိုအပ်တယ်လို့ကိုဘာသာကပုဂ္ဂိုလ်တွေဒီလိုလုပ်နေတယ်ဆိုတော့ကိုလည်းအလောက်ကိုကိုယ်ွယ်ပူဇော်နေကြတဲ့ဘာသာရေးခေါင်းဆောင်တွေမိမိရဲ့ဘာသာကိုထိမ့်သိတဲ့အနေနဲ့ ထိုပုဂ္ဂိုလ်ကိုခေါ်ပြီးတော့မေးမြန်းစီစစ်တွေးဆိုစစ်ပါလေဒီလိုပါ